င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ ဒီနေ့သတင်းတွေထဲမှာတော့ရွှေဘုံမြို့မှာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်ကိုရင်၄ပါးပြန်လည်တော်မူခဲ့ပြီးဖုံကြီး9ပါးထိမှန်တန်ရာရခဲ့ပါတယ်။ကြောင်မဲတိုက်ပွဲထဲမှာတော့အရတားပြည်သူ15ယောက်ထပ်မနေတိတ်ဆုံးမှုတွေရှိခဲ့တယ်လို့ဒေသအတွင်းအရက်ဖက်ဖွဲ့စည်းတွေကပြောပါတယ်။စက်တမလအတွင်းရခိုင်မှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအပြစ်မဲ့ပြည်သူ23ယောက်ပေးဆုံးခဲ့ပါတယ်။ မန်လေးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့ပါတယ်။မော်ရိုကိုနိုင်ငံမှာတော့ဂျန်စီလှုပ်ရှားမှုတွေဖြစ်ပွားနေပါတယ်။ဖိလစ်ပိုင်နိုင်ငံကအားပြင်းတဲ့ငလင်တဲမှာငလင်တိန်းရှောင်ရင်လမ်းမအမျိုးသမီးတယောက်ကလေးမွေးခဲ့ပါတယ်။2026ခုနှစ်ကမ္ဘာဖလားပွဲစဉ်တွေအတွက်လက်မှတ်တွေကိုပို့ထူးနေရစပြီးတော့ရောင်းချပေးနေပြီဖြစ်ပါတယ်။ဒီသတင်းတွေကိုတော့ Smile ကတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းရွှေဘုံမြို့မှာစစ်ကောင်မရှင်တက်ရဲ့လက်နက်ကြီးပစ်ခတ်မှုထဲကိုရင်၄ပါးပြန်လွန်တော်မူခဲ့ပြီးတော့ဖုန်ကြီး9ပါးထိမှန်တရရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ရွှေဘုံမြို့တောင်ဖက်တမိုင်လောက်မှာစစ်ကောင်မရှင်တက်နဲ့ဒေသကာကွယ်ရေးအဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်နေတဲ့ချိန်လက်နက်ကြီးကြီးကြပြီးတော့အခုလိုမျိုးကိုရင်၄ပါးပြန်လွန်တော်မူခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ အသက်၄နှစ်အရွယ်ရှိကြတဲ့ရှင်ညာနီကရှင်ဥဒ္ဓမာ ရှင်ဝိမလာတို့ပြန်လည်တော်မူခဲ့တယ်လို့ဆိုပါရယ်ကျန်တဲ့တဘာကိုတော့ဘွဲ့အမိစုံစမ်းလို့မရသေးပါဘူးအော်တိုဘာလာ၂ရက်နေ့မနေ့ဆက်တနားရီလောက်မှာနှစ်ဖက်ပြစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတော့နှစ်ဖက်လုံးမှာလည်းအကြအဆုံးတွေများခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါရယ် တိုက်ပွဲထဲစစ်ကုမရှင်တပ်က120မမလက်နက်ကြီးတွေနဲ့အစစ်မပြတ်ပြစ်ခတ်ခဲ့တာကြောင့်သမိုင်းဝင် အောင်မြီဖုံကြီးကျောင်းထဲကြားရောက်ပောက်ကွဲခဲ့ပြီးတော့ဖုံကြီးခုနှစ်ပါးလည်းထိမှန်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်ရွှေဘုံမြို့အဝင် မုတ်ဦးကနေတာကနေရွာကိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဝင်ရောက်လာတာကြောင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ရွှေဘိုမျိုးကာညာနာမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပြစ်ကူပေးနေတာလို့လဲဆိုပါတယ်။လက်ရှိမှာတော့တိုက်ပွဲတွေကြောင့်ရွှေဘိုမန္တလေးလမ်းပိုက်ကိုယာယီအတုံးမပြုဖို့ရွှေဘိုမျိုးနဲ့တည်မြဲပြောင်းကြရေးအဖွဲ့ကထုတ်ပြန်အသိပေးထားပါတယ်။ရှမ်းမြောက်ကကြောက်မဲမြို့ကိုစစ်တပ်ကဩဂတ်စ်လ16ရက်နေ့ကနေစက်တင်ဘာလ3ရက်နေ့အထိထိုးစစ်ဆင်ပြီးတဲ့နောက်မြို့ကို သိမ်းယူလိုက်ပါတယ် ကြောက်မဲတိုက်ပွဲထဲဩဂတ်လ16ရက်နေ့ကနေစက်တင်ဘာလ10ရက်နေ့အထိတိုက်ပွဲထဲအရက်သားပြည်သူ15ရောက်ထက်မနည်းတိုက်စုံမှုရှိခဲ့တယ်လို့ဒေသတွင်းအရက်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်ကြောက်မဲမျိုးပြန်ရရေးစစ်ကော်မရှင်တပ်ကမြေပြင်ထိုးစစ်အပြင် လေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်မှုတွေကို အလွန်အကျွံသုံးပြီးတိုက်ခိုက်ခဲ့တာလို့ TNL ဘက်ကပြောဆိုထားပါတယ် တရုတ်ရဲ့ PRB ဖြတ်သောမှုတွေကြောင့် TNL ဘက်မှလက်နက်ခင်ရင်တပ်သားအင်အားအကန့်အသတ်ရှိလာနေတဲ့အချိန်မှာစစ်ကွန်မရှင်တပ်ကလက်နက်ခင်ရင်အပြင်ပြည်သူစစ်မှုထမ်းတွေကိုလည်းအလွန်အကျွံသုံးနိုင်တာကြောင့်ကြောက်မင်းမျိုးကိုလက်လွတ်ရတာလို့ TNL ပြောခွင့်ရလွေရီဦးကပြောပါတယ်။ နောက်ချိုဘက်ကလည်းထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်တပ်ရဲ့ချင်းမြန်တပ်မတစ်တစ်တပ်မငန်းငါးနဲ့အရှိမြောက်တိုက်စစ်ဌာနချုပ်ရမခလက်အောက်ခံအမတ်တိစစ်စင်ရေးကုကဲမှုဌာနချုပ်စကခတိတပ်ဖွဲ့ဝင်တွေကဩဂတ်စ်လလယ်ကစပြီးကြောက်မဲမျိုးကိုထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်ဒီစစ်ကြောင်းတွေကဩဂတ်စ်လလယ်ကစပြီးတော့ကြောက်မဲမျိုးနယ်ထဲကထန်းတပင်ရွာကို စားတိုက်ပြီး ထိုးစစ်စခဲ့တာလို့ဆိုရမှာဖြစ်ပါတယ် စက်တင်ဘာလ3ရက်နေ့မှာကြောက်မဲမြို့မရဲစခန်းအပါအဝင်ရက်ွက်6ခုလုံးကိုစစ်တပ်ကပြတ်ထိချုပ်လိုက်ပြီးမြဲကြောက်မဲနမ်ဆန်အထွတ်ချင်းမြဲတဲ့ရင်ခမာယာ936 939ခုနဲ့အမတ်တစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခတစ်ကိုတော့ TNL ကဆက်လက်ထိချုပ်ထားစေဖြစ်တယ်လို့ဆိုပါတယ် စက်တင်ဘာလအတွင်းရခိုင်ဒေသအထက်မှာစစ်ကုမရှင်တဲ့ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုထဲအပြင်းပြင်းပြည်သူ23ယောက်သေဆုံးခဲ့ပါတယ်ရခိုင်ပြည်ထဲကကြောက်တော်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူအယောက်20ရှိခဲ့ပြီးတော့23ယောက်ဒဏ်ရာရခဲ့တယ်လို့အရခတ်သက်တော် AA ကအော်တိုဗာလာ နေရည်နေမှာထုတ်ပြန်ပါတယ် ။တန်တွဲမှာတော့တိစုံသူ၃ယောက်ဒဏ်ရာရတာ၅ယောက်နဲ့ပလဲဝမှာတိစုံရဲသူ၂ယောက်ဒဏ်ရာရတာ23ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်။အခုစရင်အရာကြောက်တော်မျိုးကထိမဲ့တိစုံသူ အများဆုံးရှိရမျိုးဖြစ်ပြီးစက်တင်ဘာ၁၂ရက်နေ့ဖြစ်စဉ်ထဲမှာထိမဲ့တိစုံခဲ့တာဖြစ်ပါတယ်။ ကျောက်မဲမြို့နယ်တရက်တပင်ရွာမှာရှိတဲ့ပညာပန်းခင်းတဲ့အမြင့်တကိုပိုင်အထက်တန်းအကျောင်းကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးတွေအပါဝင် အပြစ်မဲ့ရက်သားပြည်သူအယောက်20တိစုံခဲ့ပြီးတော့20ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ် ပြီးခဲ့တဲ့စက်တင်ဘာ29ရက်နေ့လယ်ပိုင်းမှာပလဲဝမြို့ကိုစစ်တပ်က Jet Fighter နဲ့၃ချိန်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့စက်တင်ဘာ29ရက်နေ့ညပိုင်းမှာတော့တန်သွဲမြို့ကို Jet Fighter နဲ့၂ချိန်ဗုံးကျဲခဲ့တာလို့ဒေသခံတွေကပြောပါတယ်မန္တလေးမြို့နယ်မှာရွေးကောက်ပွဲဆက်ကျင်ရေးလှုပ်ရှားမှုလုပ်ခဲ့တယ်လို့မန္တလေးတပိတ်ကောင်စားတယောက်ဖြစ်တဲ့ဒေါက်တာတီစာဆန်းကပြောပါရယ် မန္တလေးမြို့နယ်မှာဖော်ဆောင်ခဲ့ကြတဲ့ရွေးကောက်ပွဲအသူဆက်ကျင်ရေးမြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှုမြင်ကွင်းဖြစ်တဲ့ဆိုပြီးဓာတ်ပုံတွေကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဒေါက်တာတီစာဆန်းကတင်ထားပါတယ်။ပြူလဲပါစီတွေတောင်းကျင်းတာစစ်မှုထံခေါင်းစဉ်နဲ့အသင်းအတ္တမဖန်စည်းငွေညစ်တာတွေကိုစက်တိုက်ကြုံတွေ့ရင်ဆိုင်နေကြရတဲ့မန္တလေးပြည်သူတွေရဲ့ယဉ်ထဲမှာဖက်စစ်စစ်တပ်ရဲ့အာဏာသိမ်းစစ်အုပ်စုအပေါ်နာကြီးချက်တွေကယဉ်နဲ့အပြစ်ပါလို့လဲဆိုထားပါတယ်။ ဒါအပြင်အခုစီအုပ်စုကလုံမဲ့အတူအယောင်ရွေးကောက်ပွဲလုပ်ပွဲကိုလည်းခါတိစွာဆက်ကျင်ကြယုံမုံကြပါတယ်လို့လည်းဒေါက်တာတေစာဆန်ကဆိုပါတယ်ပြည်သူတော်လှန်ရေးမှာပြည်သူသားအ धिक ပြည်သူလူထုထောက်ခံပါဝင်နေတဲ့၍ဒီတော်လှန်ရေးကရှေ့ကိုဥတည်ရှိရှိနေမှာဖြစ်ပြီးပြည်သူအလုံးအနေနဲ့အာနာယူစီအုပ်စုကိုငုံမခံပဲရရနီးနာနဲ့နီလန်းအစုံနဲ့တုံ့ပြန်နေကြဖို့လိုတယ်လို့တိုက်တွန်းထားပါတယ် အခုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။ပထမဆုံးနိုင်ငံတကာသတင်းတွေကိုတော့ဂျန်စီတွေရဲ့တော်လဲရင်းနှီးစပါမယ်။လက်တလုံးမှာဂျန်စီလှုပ်ရှားမှုတွေမော်ရိုကိုနိုင်ငံမှာဖြစ်ပွားနေပါတယ်။အရင်လို အစုအဖွဲ့တစ်ခုခုကတယံဝင်ဥစားတဲ့လှုပ်ရှားမှုမျိုးမဟုတ်ပဲအခုလှုပ်ရှားမှုကိုတော့ဘယ်သူဘယ်ဝါရီဆိုတာဖော်ပြမထားတဲ့ဂျန်စီအဖွဲ့တွေကဥစားတာပါ။ ပါဝင်လှောက်ရှားသူ အများစုကတော့လူငယ်တွေဖြစ်ပြီး Gen Z 212နဲ့ မော်ရိုကို U Boys လို့အမီမဖော်တဲ့အဖွဲ့တွေကခေါင်းဆောင်ပါတယ်212ဆိုတာကမော်ရိုကိုနိုင်ငံအတွက် နိုင်ငံတကာဖုံးခေါ်ဆူမှုကုန်နဘက်ကိုအသုံးပြုထားတာပါလူငယ်တွေဟာလူမှုမီဒီယာကွန်ရက်ဖြစ်တဲ့ TikTok နဲ့ Discord လိုနေရာတွေကနေသဆင့်ချိန်ဆပြီးလှုပ်ရှားကြတာလည်းဖြစ်ပါတယ်အဓိကကတော့အစိုးရစစ်ကြေးရေးလှုပ်ရှားကြတာဖြစ်ပြီးဂျမားရေးပညာရေးစနစ်တွေပြင်ဆင်ဖို့အာဂတိလိုက်စားမှုတိုက်ဖြတ်ဖို့အလောက်အကိုင်းအခွင့်လန်း တွေဖန်တီးဖို့နဲ့အာကစားပြင်ဆင်မှုတွေထဲပြည်သူလူထုဝန်ဆောင်မှုတွေကိုဦးစားပေးဖို့တောင်းဆိုနေကြပါတယ်။လူငယ်တွေကမော်ရိုကိုနိုင်ငံဟာလက်ရှိကျန်းမာရေးပညာရေးဝန်ဆောင်မှုတွေကိုခရုမစိုက်ပဲ2030မှာကျင်းပမဲ့ကမ္ဘာဖလားဘောလုံးပွဲအတွက်အာရုံစိုက်နေတယ်လို့ဆိုပါတယ်။အာဂဇာယိုရီစောင့်မဲ့အစားဆေးယိုရီစောက်ကြဆိုတာဟာမော်ရိုကိုနိုင်ငံဂျန်စီလှုပ်ရှားမှုရဲ့ထင်ရှားတဲ့ကြွေးကြော်တဲ့တစ်ခုဖြစ်ပါတယ်။ ဒီကနေ့ထိတော့စင်နာပြပွဲတွေအတွင်းရဲတပ်ဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်တည်ဆုံးသူ၃ယောက်ရှိသွားပြီလို့ New York Times နဲ့ Al Jazeera သတင်းဌာနတွေကထုတ်ပြန်ထားပါတယ်။ဖိလစ်ပိုင်နိုင်ငံကအာပြင်းနဲ့ငလင်ထဲမှာငလင်တန်သိမ်းရှောင်ရင်းလမ်းမှာအမျိုးသမီးတယောက်ကလေးမွေးခဲ့တယ်လို့ဒုက္ခသည်သဲရီမှာရောက်နေတဲ့ကိုဝန်ဆောင်မိခင်၃ယောက်ကိုလည်းဆရာဝန်တွေတူနာပြူတွေကကလေးမွေးပေးခဲ့ရပါတယ်။ ပထမအမျိုးသမီးကတော့ငလင်ကျောက်စီဘူးစီတီမက်ဒီကယ်စင်တာစီဘူးမြို့တော်ကျန်းမာရေးဌာနကလူနာရီကိုရွှေ့ပြောင်းရာလန်ခွလက်စီဘူးမိသက်ဌာနအပြင်ကရှောင်းလန်းမှာမွေးဖွားခဲ့တာပါ။ သူကိုတော့တာဖွာမီးရဲ့ဆရာဝန်ကြီးခွင်းဂရက်ရှာနဲ့အဖွဲ့ကမွေးပေးခဲ့တာဖြစ်ပါတယ်။စက်တင်ဘာ30ရက်နေ့မှာတော့စီဘူးမြို့တော်ကျန်းမာရေးဌာနကဆရာဝန်တွေနဲ့ဒူနာပြူတွေကပဲအရေးပေါ်တဲတွေမှာရောက်နေတဲ့မွေးလူနာ၃ယောက်ကိုမွေးဖွားပေးခဲ့တာဖြစ်ပါတယ်။မူတဲထက်စွာရွာသွန်းနေပြီးနောက်ဆက်တွဲငလင်တွေကြာကပဲဆရာဝန်တွေနဲ့ဆရာဝန်မတွေကကလေးမွေးဖို့ကူညီပေးခဲ့ကြတာဖြစ်ပါတယ် စက်တင်ဘာ30ရက်နေ့ကပြင်အားမဂနီကျူ6.9ရှိတဲ့ငလင်ဟာဖိလစ်ပိုင်တောက်ပိုင်းစီဘူးမြို့အနီးမှာဗဟိုပြူလောက်ခတ်သွားခဲ့တာဖြစ်ပါတယ်။ငလင်တဲ့ကြောင့်အနည်းဆုံးလူ80ယောက်သေဆုံးခဲ့ပြီးတော့လူပေါင်း2000ကျော်ကိုရွှေ့ပြောင်းထားရတယ်လို့ကုလသမဂ္ဂအေဂျင်စီတွေကပြောပါတယ်။2026ခုနှစ်ကမ္ဘာဖလားပွဲစဉ်တွေအတွက်လက်မှတ်တွေကိုဗုဒ္ဓဟူးနေ့ကစတင်ရောင်းချနေတယ်လို့ဘောလုံးအဖွဲ့ချုပ် FIFA ကပြောပါတယ် ဝယ်နိုင်ခွင့်ရှိသူတွေကတော့အရင်လကကန်စမ်းပဲလက်မှတ်မဲဖောက်ဖို့ရှောက်ထားတဲ့လူပေါင်း၄.၅တန်းတဲ့ကမဲဖောက်သူတွေဖြစ်ပါတယ်။မဲဖောက်တဲ့သူတွေကိုအီးမေးလ်ကတဆင့်အကြောင်းကြားထားပြီးဖြစ်တယ်။ဒါမှမဟုတ်အကြောင်းကြားသွားမှဖြစ်တယ်လို့ FIFA ကပြောပါတယ်။ အရှင်နိုင်ငံဖြစ်တဲ့ American, Canada နဲ့ Mexico နိုင်ငံတွေကလွဲလို့ကျန်တဲ့နိုင်ငံတွေအနေနဲ့ဘယ်နိုင်ငံမှာကံရမယ်ဆိုတာကိုလည်းသိမထားသေးပါဘူး။ပွဲစဉ်တွေကဒီဇင်ဘာ9ရက်နေ့မှာအသေးစိတ်ကြီးညာမှာဖြစ်ပေမဲ့လက်မဲ့ဝယ်ယူတဲ့ပရိသတ်ကတော့ဘယ်နိုင်ငံရဲ့ပွဲဖြစ်ဖြစ်ဘယ်နေရာဖြစ်ဖြစ်ခရုမစိုက်ပဲဝယ်ယူနေကြတာဖြစ်ပါတယ်။အခုထိရောင်းပေးနေတဲ့လက်မဲ့တွေက48တင်းကစားမဲ့အုပ်စုပွဲစဉ်တွေရဲ့တဝက်တော်မရှိသေးဘူးလို့ဆိုပါတယ်။ အဓိကကတော့လက်မဲ့ဝယ်ယူနေသူတွေအတွက်မိခွန်ကဗီဇာဘယ်လိုရနိုင်မလဲဆိုတဲ့မိခွန်ဖြစ်ပါတယ်။ FIFA ကတော့ပြည်သက်တွေကလက်မဲ့ရဖို့အရင်စ조사ကြတာဖြစ်ပြီးတော့ဗီဇာကိစ္စကိုတော့အတော်များများကနောက်မှစီစဉ်ကြမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်